MSP ရေလိုပဲနေလိုက်ပေါ့ဒီမှာရေလိုလေးပဲပေါ့လိုရလိုက်ရုံညီတွေးဖြစ်အောင်နေလိုက်ရင်တော်တော်အဆင်ပြေသွားတယ်အဲ့စကားလေးကအယံတန်မှုရှိတယ်ကျွန်တော်တို့ဘယ်နေရာရောက်ပေါ့နော်ကျွန်တော်တို့ရေလိုလေးပဲနေလိုက်တယ်ကျွန်တော်တို့အမောင်းနဲ့တွေ့လဲအမောင်းနဲ့ဒီဆေးပဲဟေးဟေးဟိုဟိုနော်ကိုယ်နဲ့တွေ့လဲကိုယ်နဲ့ဟေးဟေးဟေးပါအဲ့လိုလေးကတော်တော်လေးစင်ပြေတယ်ဟုတ်အဲ့တော့ရေလိုက်ငါးလိုက်ပြီးပြတ်လာအေးရေလိုက်ငါးလိုက်ဖြစ်သွားဟုတ် ဒီတည်းကចောင်းသားလေးတွေကတဖွေပေါ့เนาะအဲ့ဒီတည်းကမှနည်းနည်းချစ်ကန်ကန်ကောင်းလေးတယောက်လို့တော့ကျွန်တော်ထင်တယ်အများကြီးတော့ပြောပြလို့ရတယ်မရသေးဘူးဆိုတော့ဒီလိုပြောမှဒီခုညီကိုခုနှစ်ယောက်နဲ့အတူကျွန်တော်အကောင်းဆုံးကြိုးစားထားမှာပါဟုတ်ချစ်ကန်ဆိုတာချစ်ကန်ပြန်လို့ချစ်ကန်ကမြေကြိုက်တာအရာကြတော့လေတကယ်ချင်းနေပါရင်လည်းကြာရင်တော့ချစ်မကန်ကန်အိမ်မှာဆုံးတော့ကန်တယ်မိသားစုတို့ကိုယ်ဒီကိုမိသားစုတွေပါရင်ဆိုတော့ချစ်ကန်ကန်နဲ့ဟိုနဲ့ဆိုးတဲ့တယ်မှာပါရင် တော့ရှေ့မှာဒီနှက်ကားရိုက်တုံးကကြတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီမီနီမီမနာရယ်ပေါ့နော်မီနီမီမနာရယ်နဲ့ကျွန်တော်ရိုက်ဖြစ်တာများတယ်ဒီကားလေးကကျတော့ထူးဆန်းတာကကျတော့ကျွန်တော်တို့ဒီကောင်လေး900ပေါ့နော်အဲ့အလေးရယ်တော်တော်မိုက်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီဟိုရအကြောင်းသားကားကြီးကြည့်ရကြိုက်ကျွန်တော်တို့ဒီဒီအကြောင်းသားကားလေးမှာဆိုရင်ကျွန်တော်ပြောရမယ်ရိုက်ရိုက်ချင်တဲ့စိတ်ကြီးကငငယ်လေးရရှိ အဲအခါကျတော့ဒီဒီကားလေးမှာကျွန်တော်ကိုကိုပီကင်းနဲ့စကားပြောကြည့်တဲ့အခါကျတော့ဒီလေးចောင်းဆောင်ကားရဲ့ဝရှိတယ်ဟာသူဟိုဘယ်လိုမျိုးလဲဆိုတော့တကယ်ပေါ့နော်တကယ်လည်းပါမယ်ဆိုဟာအဆင်ပြေတယ်အဲဆိုရင်လေကစတင်တော့ဝင်ရမယ်ဆိုတော့အဲကစတင်နဲ့ဝင်ကြည့်တယ်အခါကျတော့ကျွန်တော်တို့ဒီကျွန်တော်ဒီမီးမွေး production နဲ့လည်းကျွန်တော်ကစတင်ဝင်ကြည့်တယ်ပြီးတော့ကျွန်တော်ကိုကြီးကိုပီကင်း writer ရဲ့မယ်ဖြစ်တဲ့အတွက်လည်းဘယ်လိုပြောမလဲကျွန်တော်စိတ်ချလက်ချနဲ့လုံးဝဆုံးပြပြီးဝင်လာတာပေါ့ writer လုံးဝရုံးအာယုံယုံကြည်မှုပြည့်ပဲကိုကိုကစိတ်ချအဲဆူရိုရီမေးကြည့်လိုက်ဒီတိကျဆုံးအလုံးအပိုင်းဆိုသူတို့အကုန်လုံးအချိန်ပေးရမယ့်အပိုင်းကိုတကယ်ကြောက်ကြတယ် ကျွန်တော်တို့ကြတော့ဒီစတူဒီယိုမှာပဲအချိန်ကုန်နေကြတာများတာစူအချိန်ကုန်နေတာများတယ်ကျွန်တော်တို့ရုပ်ရှင်ရိုက်ပြီးကျွန်တော်တို့ကမနက်ထက်ကတော့ညချမ်းမှပြန်တစ်ခါတည်းရိုက်မိုးလင်းဟန်ဆင်းနေပါပါသွားတာပိုင်းနေရှိတယ်ပေါ့နော်အခါကျကျွန်တော်တို့အမြဲပြောတာငါတို့တချင်းမှတက်ဆိုလိုက်ရှင်တော့တယ်တနေ့ကုန်ထိုင်နေရတာလေညံ့ပြန်မှန်းတာပဲဆိုဒါပေမဲ့အဲ့မှာကျတော့ကျွန်တော်တို့ကဗမာပညာရလဲလေဆိုတော့ကျွန်တော်တို့ကတချင်းလောက်တဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်ဖန်တီးမှုကကျွန်တော်တယောက်တည်းပေါ့နော်ကျွန်တော်တို့တီးရတယ်ရေးတယ်အဲဆိုလို့ပြောမစင်မတက်ဖို့မစိုးခင်တချင်းမထွက်ခင်လောက်ပဲကျွန်တော်လူတွေနဲ့တွေ့ရတာပေါ့နော်အဲကျန်တဲ့ပိုင်းမှာကျွန်တော်တယောက်တည်းဖြတ်တန်းရတာများတယ်ဒါပေမဲ့အလွတ်တီး ီရုပ်ရှင်ပိုင်းမှာကျတော့ကျွန်တော်တို့ဘာအားတောင်းမှာကျွန်တော်တို့အားတာပါတယ်ဆိုဒီဒီတော့ဒီ multi testing ပေါ့နော်ကျွန်တော်တို့ဒီဖြတ်ထိုးညံကျွန်တော်တို့ဒီမီးစင်ကြီးကားတဲ့အပိုင်းလေးညမှာကျွန်တော်တို့အများကြီးတိုးတက်လာတယ်လို့ကျွန်တော်ခံစားရတယ်။အဲကြောင့်လည်းကျွန်တော်ဘယ်လိုပြောမလဲရုပ်ရှင်ဒီရိုက်တဲ့အပိုင်းမှာကျွန်တော်ဟိုကျွန်တော်ကကျတော့အမြင်နဲ့တယောက်တည်းနေတတ်တယ်လို့တယောက်တည်းနေပြီးတော့တတိတတ်နေရတာကြိုက်တယ်။ဒါပေမဲ့ရုပ်ရှင်ရိုက်ပြီးရတဲ့အခါကျတော့ကျွန်တော်ပြောချိုးကိုဒီဘယ်လိုပြောမလဲစကေးတချို့စကေးလေးဖြစ်နိုင်တယ်လို့ကျွန်တော်ခံစားရပါတယ်။ ဆိုရှယ်အားကိုကောင်းတာလို့ပြောကြတာ။အဲ20000ခန့်လောက်ပေါ့။80000ခန့်တော့သူဗီဇမှာပါပြီးသားဆိုတိုင်ပတ်နေတော့အဓိကကကျွန်တော်အမှကျတော့လိုရောမလဲကျွန်တော်အကိုတွေမှားမှားတယ်ပေါ့နော်။ရေလိုပဲနေလိုက်ပေါ့ဒီမှာရေလိုလေးပဲပေါ့။လိုရောလိုက်ရောညီတွေးဖြစ်အောင်နေလိုက်ရင်တော်တော်အဆင်ပြေသွားတယ်။အဲ့စကားလေးကအယမ်းတန်မှုရှိတယ်။ကျွန်တော်တို့ဗေနီယာရောက်ပေါ့နော်ကျွန်တော်တို့ရေလိုလေးပဲနေလိုက်တယ်ကျွန်တော်တို့အမောင်းနဲ့တွေ့လဲအမောင်းနဲ့ဒီဆေးပဲဟေးဟေးဟိုဟိုနော်။ဟိုအကိုနဲ့တွေ့လဲအကိုနဲ့ဟေးဟေးဟေးပေါ့အဲ့လိုလေးကတော်တော်လေးအဆင်ပြေတယ်။ ်ရေလိုက်ငားလိုက်ပြီးပြတ်လာအေးရေလိုက်ငားလိုက်ဖြစ်သွားဟုတ် သူတို့တရုတ်သူတို့မင်းသားတွေတကယ်အောင်မြင်နေတဲ့အကူကြီးရှိတယ်သူတို့ကြည့်ပြီးလည်းငယ်အားကြတယ်ကျွန်တော်အနေနဲ့ကတော့သူတို့လိုဖြစ်ဖို့ကဘယ်လိုပြောလဲမိုးတဲ့မြေကြီးကွာပါသေးတယ်ကျွန်တော်အများကြီးကြိုးစားအောင်ပါကျွန်တော်ခုနကပြောသလိုပဲကျွန်တော်ចောင်းသားကရဲချင်တာလည်းပါတယ်ပြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲကျွန်တော်ကအမြဲတမ်းဟိုကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်စိတ်ဟိုဖြစ်တာပေါ့နော်တကယ်လုံးမှန်ဆိုရင်ကျွန်တော်တေချာလေးလောက်ရတာကိုကြိုက်တယ်ပေါ့နော်တေချာလေးလောက်ရကြိုက်တယ်ဘယ်လိုပြောမလဲပလန်နဲ့ပေါ့ဒီဒါကဘယ်ကိုဘယ်အောင်တက်ကတ်ထားပြီးလုပ်မလဲဆိုတာကိုရှိရပေါ့နော်ကျွန်တော်ကိုကိုပီကြီးကကျတော့အလုံးအလုံးလုံးရမြဲတမ်းသူကအဲ့လိုမျိုး အပလန်တစ်ခုရှိတယ်ပြီးတော့သူသူ target ကရှင်းတယ် အဲသူရွေချက်လည်းရှင်းတယ်အဲ့ခါကျတော့ကျွန်တော်ဘယ်လိုပြောစိတ်ချရပါတော့ဟုတ်ကမ်းလန်းနဲ့ကားမျိုးတွေကတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ခုနပြောလဲပေါ့နော်အချိန်နဲ့ပတ်သက်ပြီးတော့အချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်ဘက်ကဘယ်လိုပြောမလဲအချိန်အများကြီးပေးရဖို့တော့အားယူရတာပိုင်းလေးရှိရပါတော့အဲ့ခါကျတော့ကျွန်တော်ရွေးချယ်ပြီးတော့လက်ခံဖြစ်တာပေါ့ဒီကားလေးကကျတော့ကျွန်တော်လည်းတကယ်ကြိုက်လို့ကျွန်တော်လည်းပြီးတော့ဒီ challenge ဖြစ်မယ်လို့လည်းခံစားရပါအာကျွန်တော်နံပါတ်1ကတော့တခြင်းဆိုတာပေါ့နော်ကျွန်တော်တခြင်းနဲ့ပြည်သက်တွေစီအများကြီးရောက်ချင်တယ်အဲပြီးတော့ဒီပြည်သက်တွေနဲ့တသားလေးဖြစ်တဲ့ဆိုတော့ အဲပြည်သက်နေတဲ့တတားလေးဖြစ်တဲ့မင်းသားအဲ့လိုမျိုးလေးကျွန်တော်ဖြစ်ချင်တယ်ဟုတ်အဲနံပါတ်1ကတော့ဆိုတော့နံပါတ်2ကတော့မင်းသားရှင်းမှန်ရခဲ့တဲ့ကားတကားဟာတာကားတကားကျတော့ဒီကျွန်တော်တို့ဒီမကြောက်ရင်ထွက်တော့မှာပါအဲအကားလေးဆိုရမတ်ကတူဆိုတော့ကားလေးဆိုလဲကျွန်တော်ဒရာမာလေးပေါ့နော်ဒရာမာလေးဆိုအကားလေးဆိုလဲကျွန်တော်အဲဘက်ကကျဒရာမာပေါ့နော်အဲပိုင်းလေးမှာဆိုကျွန်တော်ကကျတော့ဒရာမာကိုအားတာတယ်ဒရာမာတားတယ်ဒီရိုမန့်စ်ပိုင်းလေးတွေမှာကျွန်တော်လေ့လာနေတဲ့ပိုင်းလေးရှိတယ်အဲလို့ပြောအဲအများကြီးတော့ကြိုးစားနေပါမယ်ဟုတ်ကျွန်တော်ကလေတကယ်တော့ပြောရရင်တော့အဲ့လိုမျိုးလေဟို ရုပ်ရှင်တကားပေါ့နော်မင်းသားပေါ့နော်လူကောင်းလေအဲ့လိုလူကောင်းပေါ့အဲအဲ့လိုပြောမလဲသူများအနှိမ့်ဆက်တာခံရတဲ့နေရာရရမှာမပြင်းနဲ့သူများနှိမ့်ဆက်တာလို့လူဆိုးတို့ဗန်တို့စိုက်ကိုပတ်တို့အဲ့လိုမျိုးဟိုလူပြောမလဲဟိုပထမပိုင်းမှာမတိတာပဲနောက်ပိုင်းကျမှဒီကောင်လုံးလိုက်လို့ကာကြီးဒီကာကြီးတိုင်ပတ်သွားတဲ့ကာအဲ့လိုအဲ့လိုမျိုးပဲအဲ့လိုကာရီတာလေးကြိုက်တယ်ဗျာဟုတ်လုလောက်ရတာကိုကြိုက်တာပေါ့နော်တင်းဆူလဲတင်းဆူရတာကိုကြိုက်အဲဒီအဲမင်းသားလုံးမယ်ဆိုတော့တရုတ်ဆောင်ရတာကိုကြိုက်တာပေါ့နော်ဒီကို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 အရင်ကဘယ်လိုပြောရမလဲဒီလိုဘယ်လိုပြောရမလဲ promote လုပ် promote လုပ်ရတဲ့ဆိုင်ဒီ skill ကို promote လုပ်ရတာပိုင်းလေးမှာကျွန်တော်အားအားလို့ပြောမှာဝါသနာကြီးတာပေါ့နော်အားကြတော့အဲ့လိုမျိုးကျွန်တော်ကြောက်ကြောက်တယ်ဆိုတာမရှိပါဘူးဟုတ်ကဲ့ဒီကျွန်တော်တို့ဒီခုနှစ်ထေညကကျွန်တော်တို့ဒီညီကို9ရောက်ရဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီကိုကြီးကျွန်တော် copy key writer အများကြီးစူးစမ်းပြီးတော့အဲလိုပြောပြိတ္တတွေစီကိုမူလန်ထူးခြားတဲ့အဲကားလေးတကားဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာမြန်မာစတာဖစာ